အားလုံးပဲမင်္ဂလာပါယုံကြည်သူတမမိတ်ဆွေများအားလုံးအတွက်တိတ်ကိုအရေးကြီးတဲ့နှုတ်ကပတ်တော်တိုလေးနဲ့ဝေမျှခွန်အားပေးခြင်းပါတယ်ယေရှုခရစ်တော်ရှမာရိအမျိုးသမီးကိုမိမ့်မာခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်ဒါကတော့ ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာနံဝိညာဉ်၎င်းတစ္ဆာနဲ့၎င်းဘုရားသခင်ကိုကိုးကွယ်ရမယ်ဆိုပြီးမှရှင်ဝခရစ်ဝင်ခန်းကြီးလေးမှာတွေ့ရသလိုဟေဖြစ်အခန်းကြီး7အခန်းငယ်6မှာယုံကြည်ခြင်းမရှိရင်ဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးတဲ့။ဒါကြောင့်ဒီကနေ့ဘုရားသခင်ကိုတွေ့ဖို့အတွက်ယုံကြည်ခြင်းနဲ့ရှာဖွေရမယ်။ယုံကြည်ခြင်းနဲ့ကိုးကွယ်ရမယ်။ယုံကြည်ခြင်းနဲ့ချီးမွမ်းရမှာဖြစ်သလို့ ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာချီးမွမ်းတဲ့အခါမှာနှံဝိညာဉ်၎င်းတစ္ဆာနဲ့၎င်းချီးမွမ်းကိုးကွယ်ဖို့ဘုရားသခင်ကပြောနေတာဖြစ်တယ်မေခွန်းကဘာကြောင့်ဒီကနေ့ကျွန်တော်တို့အတင်းတော်တွေမှာစင်နှလုံးသားအကျွေးမင်းနဲ့မတိုးဝင်နိုင်တာလဲစင်နှလုံးသားအကျွေးမင်းနဲ့ဘာကြောင့်မချီးမွမ်းနိုင်တာလဲဘာကြောင့်မရှာဖွေနိုင်တာလဲဘာကြောင့်မကိုးကွယ်နိုင်တာလဲဆိုတာမေခွန်းဖြစ်ပါတယ်အတင်းတော်တော်များများမှာ ဖခင်ရဲ့နှုတ်ကပတ်တော်မရှိတော့ဘူးယေရှုခရစ်တော်မရှိတော့ဘူးဝိညာဉ်တော်လှုပ်ရှားမှုမရှိတော့ဘဲနဲ့လောဘဒေါသမောဟနဲ့ဒီကနေ့ချုံနှောင်မှုတွေချီနှောင်မှုတွေနဲ့ပဲပြည့်နေတာဘာကြောင့်လဲဒီကနေ့မေကွန်ထုတ်เสียဖြစ်ပါတယ်ပြီးရင် အတက်တာအတီးတီးကိုလည်းစမ်းစစ်စရာလေးတွေဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့နံပါတ်၁ကတော့စာတန်ကတော့ဟောက်တော့ချင်တေကေတို့ဒီကနေ့ကျွန်တော်တို့ကိုဝါမျိုးဖို့အတွက်ဖြက်စီးဖို့အတွက်အတင်းတို့တွေကိုနောက်ရှက်ဖို့အတွက်စောင့်နေတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်အတက်တာတွေမှာတမာတတိနဲ့အသက်ရှင်ဖို့လိုသလိုအတင်းတို့တွေမှာဒီကနေ့ဘုရားကို ကိုးကွယ်တဲ့အခါမှာဘုရားစီမှာ ိုးဝင်ချင်းကတဲ့ခါမှာဖះစီမှာမရောက်နိုင်အောင်မချီးမောနိုင်အောင်မကိုးကွယ်မကိုးစားနိုင်အောင်နှောက်ရပြီးမှတားဆီးနေတဲ့အကြောင်းအရာလေးတွေအများကြီးရှိပါတယ်။ဒါကြောင့်မို့ဒီကနေ့အချက်၄ချက်လေးနဲ့ကျွန်တော်ဝေမျှခွန်အပ်ပေးခြင်းပါတယ်။နံပါတ်၁အချက်ကတော့ ဘုရားကျောင်းသွားတဲ့အခါမှာဘုရားကိုကိုးကွယ်တဲ့အခါမှာလူအကြောင်းတွေပဲစဉ်းစားပြီးမှဘုရားကျောင်းသွားတယ်။ဥမာဘုရားကျောင်းသွားတဲ့ဘုရားကိုကိုးကွယ်ဖို့သွားတာမဟုတ်ပေနဲ့ဒီကနေ့လူအကြောင်းစဉ်းစားတယ်ဘလို့စဉ်းစားလဲဆိုဟာဒီဘက်ကတော့ဘေးဆရာတရားဟောမလဲ။ဟာဒီဆရာကတော့အချင်းမကောင်းဘူးဒီတင်းလူကြီးကတော့စကားကျန်တယ်ဒီတင်းထောက်ကတော့မကောင်းဘူးဆိုပြီးမှဘုရားကျောင်းသွားတဲ့အခါမှာလူရည် အကြောင်းကိုစဉ်းစားပြီးမှလူရီရဲ့အမြင်နဲ့ဒီကနေ့တွားတဲ့အခါမှာဖျားသခင်ရဲ့စိတ်တော်နဲ့တွေ့မှာမဟုတ်ဘူးဖျားစီမှာတိုးဝင်ချင်းကနိုင်မှာမဟုတ်ဘူးဆိုပြီးမှနံပါတ်အတိနံပါတ်၁အချက်အနေနဲ့ပြောချင်တယ်ဒါကြောင့်ဒီကနေ့ဖျားကြောင်းတွားတဲ့အခါမှာလူရီရဲ့အကြောင်းလူရီရဲ့အမြင်နဲ့တွားဖို့မဟုတ်ပေနဲ့တကယ်ဖျားသခင်ကိုတကယ်ကိုကိုးကွယ်ဖို့နှလုံးသားထဲနဲ့ချီးမွမ်းဖို့ဖျားသခင်ကိုနံပါတ်၁ထားမှာတွားချဖို့ဖြစ်ပါတယ်နံပါတ်၂ကတော့ ငွေနဲ့ပတ်သက်ပြီးမှဘုရားကျောင်းမသွားနိုင်တဲ့သူတွေအများကြီးရှိပါတယ်။ဘာကြောင့်လဲအစင်မပြေတဲ့အခါမှာအလူငွေမထည့်နိုင်ဘူး။အလူငွေမထည့်နိုင်တဲ့အခါမှာဒီကနေ့အာရှက်ပြီးမှမသွားတဲ့သူအများကြီးရှိပါတယ်။ကျွန်တော်အနေနဲ့ပြောချင်တယ်အလူငွေထည့်ခြင်းအလူငွေမထည့်ခြင်းဟာအရေးမကြီးပါဘူး။အဓိကကတော့နှလုံးသားထက်ကနဲ့ဘုရားကိုကိုးကွယ်ဖို့ဘုရားသခင်ကိုရှာဖွေဖို့ဖြစ်ပါတယ်။ဘုရားသခင်လိုချင်တာဟာရွှေငွေရတနာတွေမဟုတ်ပါဘူး။ဒီကနေ့ဘုရားသခင်လိုချင်တာဟာစစ်မှန်သောကိုးကွယ်သူဖြစ်ပါတယ်။ဒါကြောင့် ောင့်ဒီကနေ့အလူငွေထည့်ခြင်းမထည့်ခြင်းဟာနံပါတ်1မှာပဲဖြစ်တယ်ဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ဘုရားကိုကိုးကွယ်တဲ့အခါမှာငွေရေးကြေးနဲ့ပတ်သက်ပြီးမှဒီကနေ့ပြောဆိုတဲ့အရာတွေအတင်းတော်မှာတော်တော်များလာတဲ့အခါမှာငွေအစင်မပြေတော့မတော်ကြတဲ့သူအများကြီးရှိတာဖြစ်လို့ကျွန်တော်အနေနဲ့ဒီအရာကိုပြောပြချင်းဖြစ်တယ်ပြောချင်တာကဒီကနေ့ဖျောင်းကိုကိုယ်ဖို့ကနံပါတ်1ဖြစ်တယ်နံပါတ်2ကတော့တကယ်ကိုယ်တိုင်ကျွန်တော်အထင်းမှာရှိတဲ့အရာလေးနဲ့ပါဝင်ဖို့လဲလို့တို့လို့ဒီကနေ့ကျွန်တော် အထင်မှမရှိဘူးဆိုရင်လေဖះเจ้าမတော်ပေးနဲ့မနေပါနဲ့။ဘာကြောင့်လဲဆိုတော့ဒီကနေ့ငွေများချင်းငွေနေချင်းအလူထစ်ချင်းမထစ်ချင်းအတိတ်အေးမကြည့်ဘူး။ဘာကြောင့်လဲဆိုယေရှုခရစ်တော်မုဆုမရဲ့ဒင်ကပြားလေးကိုအတိမတ်ပြုတ်ခဲ့တဲ့အရာလူတိုင်းသိပါတယ်။ဟိုတထေးတကြွေဒီဒီကနေ့ပတ်စံချမ်းသာတဲ့သူတွေဟာဖះเจ้าဗိမ္မာန်တော်ထဲမှာငွေကိုအိတ်လိုက်လာတွန်းလောင်းတာ ကိုပြောထားတာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ကဒါကိုအတိမတ်မပြုဘဲနဲ့မုံဆုမရဲ့ဒင်္ဂါပြလေးကိုအတိမတ်ပြုတာဖြစ်တယ်။ပြောချင်တာကစိတ်နှလုံးသားတဲ့ပါလက်နဲ့ဘုရားခင်အတွက်ပါဝင်ကြဖို့အတွက်လိုတယ်လို့ပတ်စံအားဖြင့်ဘုရားကိုကိုးကွယ်ဖို့မဖြစ်စေပါနဲ့။အလိုငွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘုရားကိုနံပါတ်၁ထားပြီးမှကိုးကွယ်ကြဖို့ကျွန်တော်အနေနဲ့ဒုတိယအချက်အနေနဲ့တိုက်တွန်းခွန်အားပေးခြင်းနဲ့နံပါတ်၃ချက်အနေနဲ့ကတော့ဒီကနေ့ အချင်းချင်းစကားများတယ်တဘောကဟိုတယောက်နဲ့မတေတော့ဘူးဒီတယောက်နဲ့မတေတော့ဘူးဆိုရင် home ဆက်မသွားတော့ဘူးဖျားเจ้าမသွားတော့ဘူးအာစိတ်တက်ကြသွားကြပါတယ်ပြောချင်တာကဒီကနေ့စကားများချင်းစကားမများချင်းဟာတိတ်အေးမကြီးပါဘူးအတိတ်ကတော့ကျွန်တော်တို့ယုံကြည်သူတွေဟာ ဖះကိုကိုကိုယ်ဖို့နံပါတ်1ဖြစ်တယ်ဖះစီမှာရောက်ဖို့နံပါတ်1ဖြစ်တယ်ဖះကလိုချင်တာလေဒီကနေ့ကျွန်တော်နှလုံးသားထဲကနဲ့ကိုကိုယ်ဖို့ကိုပဲလိုချင်တာဖြစ်တယ်ဒါကြောင့်ဒီကနေ့တင်တယောက်ယောက်နဲ့အစင်မပြေနဲ့ဒီကနေ့အိမ်မှာမနေပါနဲ့ဖះကြောင့်အရောက်သွားပါဖះကြောင့်ရောက်သွားဖះတခင်ကလူမြောက်ချင်းအခွင့်ကိုပေးမှာအတိတ်တော့ခွန်အားနဲ့အတိတ်တော့ယူပါယုံနဲ့အတိတ်တော့ဖွင့်ပြခြင်းနဲ့ဒီကနေ့ဘုန်းတော်တင်ချဖို့အသုံးပြုမှာဖြစ်တယ်ဆိုပြီးမှနံပါတ်3အချက်နေနဲ့အားပေးခြင်းနဲ့နံပါတ်4အချက်ကတော့ အမှုတော်နဲ့ပတ်သက်ပြီးမှတချို့ကြတော့နေရာရာထူးတွေအရန်လိုချင်တယ်မရတဲ့အခါမှာဘုရားကြောင့်မတော့ချင်တော့ဘူးနောက်တချို့ကြတော့နေရာရာထူးကြတော့မလိုချင်ဘူးဒါပေမဲ့အတင်းစုပြီးတော့အာနေရာရာထူးမရအောင်ဒီကနေ့ဘုရားကြောင့်မတော့ကြဘူးအမျိုးမျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နေရာရသည်ဖြစ်စေနေရာမရသည်ဖြစ်စေအမှုတော်မှာပါဝင်ချင်သည်ဖြစ်စေပမပါဝင်ချင်သည်ဖြစ်စေအတိကဒီအမှုတော်ဟာနံပါတ်1မဟုတ်ပါဘူးနံပါတ်1ကဘုရားကိုဖြစ်ပါတယ်ဘုရားကိုကိုးကွယ်မယ်ဘုရားကို ှီးမောမယ်ဆိုရင်ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာဘုရားသခင်ကအလုံးလုံးသွားမှာဖြစ်တယ်ကျွန်တော်တို့အသင်းတော်တွေမှာဘာတွေက တားဆီးနေတယ်လဲဆိုရင်အိုးလူဖះအကြောင်းတွားတဲ့ခါမှာလူအကြောင်းကြီးပဲစဉ်းစားတယ်လူအတင်းကြီးပဲပြောတယ်လူရီကူပဲကြည့်ပြီးမှတွားတဲ့ခါမှာဖះစီမှာမရောက်ဘူးဖះစီမှာမရောက်တဲ့ခါမှာမလွတ်မြောက်ဘူးအဲ့လိုပဲအလူငွေထဲချင်းမထဲချင်းအလူငွေကောက်ချင်းမကောက်ချင်းနဲ့ပဲတွားတဲ့အခါမှာပတ်စံရှိချင်းမရှိချင်းနဲ့ပဲတွားတဲ့အခါမှာဒီကနေ့လွတ်မြောက်ချင်းမရှိဘူးဖះစီမှာမရောက်တဲ့ခါမှာကြွေဝချင်းမရှိလာဘူးဒါကြောင့်ဒီကနေ့ကျွန်တော်အသက်တာထဲမှာဖះအကြောင်းတွားတဲ့ခါမှာအလူငွေကနံပါတ်1မဟုတ်ဘူးတကယ်လို့မှတင်စင်းရဲနေရင် င်ဘုရားကြောင့်မြန်မြန်သွားပါမြန်မြန်သွားဘာကြောင့်လဲအမြင့်ဆုံးတော့ဘုရားဘုန်းကြီးစင်နဲ့ပြည့်စုံတဲ့ဘုရားသခင်ဖြစ်တဲ့တင်စင်းရဲ့နေမှတွေ့တွေ့ပြီးတွေ့ပြီးဆိုရင်တင့်ကိုကြွေးဝါချင်အခွန်ကိုပေးမှဖြစ်တယ်နောက်ပြီးမှဘုရားစီမံမရောက်အောင်တားဆီးနေတဲ့အရာကလူတွေရဲ့အမြင်လူတွေရဲ့အထင်နောက်ပြီးမှ ဒီကနေ့အချင်းချင်းစကားများတဲ့အရာတွေအမှုတော်မှာလှုပ်ဆောင်ခြင်းမလှုပ်ဆောင်ခြင်းရာထူးရခြင်းမရခြင်းအရာတွေနဲ့ဖီးယားတခင်ကိုကိုးကွယ်တဲ့အရာတွေကိုပိတ်ပင်သားစီတယ်ပြောချင်တာကမျက်မှောက်တော်ဖီးယားနဲ့အတူရှိခြင်းဖီးယားနဲ့တွာလာခြင်းကိုပိတ်ပင်နေတဲ့အရာတွေဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသက်တာထင်းမှာဆန်းစစ်ဖို့တကဖီးယားတခင်ကပြောထားတယ်ဒီကနေ့ရှင်မာရိအမျိုးသမီးကိုယေရှုခရစ်တော်ကမိန့်မှာထားတဲ့အရာကကိုးကွယ်တော်သူမှလည်းနံဝိယင်၎င်း စ္ဆာနဲ့လည်းကောင်းကိုးကွယ်ရမယ်တဲ့။တင်းအမှုတော်မှာပါဖို့ဝင်ပြီးမှကိုးကွယ်ပါ။ပတ်ဆံနဲ့ကိုးကွယ်ပါလို့မပြောထားပါဘူး။ဒါကြောင့်ဒီကနေ့အတင်းအစင်ပြေတီဖြစ်စေအစင်မပြေတီဖြစ်စေလူတွေနဲ့ တဲ့ဒီဖြစ်စေမတဲ့ဒီဖြစ်စေအမှုတော်မှာပါဝင်ဒီဖြစ်စေမပါဝင်ဒီဖြစ်ပါစေဒီကနေ့လူအသင်းတွေနဲ့တွားဖို့မဟုတ်ပင်နဲ့ယုံကြည်ခြင်းနဲ့ဘုရားသခင်ကိုရှာဖို့လိုတယ်လို့အသွင်းနှလုံးသားတကယ်နဲ့နံဝိတ်နဲ့တစ္ဆန်တွေကဘုရားသခင်ကိုကိုးကွယ်မယ်ဆိုရင်ဒီကနေ့ကျွန်တော်အသင်းတော်ဟာလွတ်မြောက်မှာဖြစ်တယ်အသင်းတော်မှာဘုရားရဲ့ဘုန်းတော်ထင်ရှားလာမှာဖြစ်တယ်အဲ့လိုပဲအသင်းတော်မှာလွတ်မြောက်မယ်ဆိုရင်မိသားစုတူချင်းစီတိုင်းမှာလွတ်မြောက်မယ်တမိသားစုတိုင်းမိသားစုတိုင်းမှာလွတ်မြောက်မယ်ကြွေဝမယ်ချမ်းသာမယ် ်ဒီကနေ့ဖះရဲ့ဗျာဒိတ်ယူပါယုံနေနဲ့ဖះသခင်လမ်းပြမှုအောင်မှာဒီကနေ့ကျွန်တော်တို့အသက်ရှင်သွားလာနိုင်မှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အတင်းတော်တော်တော်များများမှာဒီကနေ့ဖះကိုကိုကိုွယ်တဲ့အရာတားဆီးနေတဲ့အရာတွေအများကြီးရှိတာကခုနပြောလို့ကျွန်တော်ပြောတဲ့လေးချက်ဟာအချင်းချုပ်လေးဖြစ်ပါတယ်အများကြီးရှိပါတယ်ဂျန်တဲ့ကန်တာတွေလည်းအများကြီးရှိပါတယ်တေးချတော့တခုတော့ဒီကနေ့ ဖះခင်ကိုကိုးကွယ်တဲ့အခါမှာဖះเจ้าမှာပါဝင်တဲ့အခါမှာဖះเจ้าမှာတွားတဲ့အခါမှာဖះကိုပဲနံပါတ်1ထားပြီးမှကျွန်တော်တို့တွားကြရအောင်ကိုးကွယ်ကြရအောင်ချီးမွမ်းကြရအောင်အဲ့လိုမျိုးချီးမွမ်းမယ်ဆိုရင်လွတ်မြောက်ချင်းညီတက်ချင်းပေးမှဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အတ္တာမှာတိုက်ဆိုင်တဲ့ကျွန်တော်ပြောတဲ့အချက်တွေဟာအတင်းတော်မှာရှိတယ်၊မိသားစုတွေမှာရှိတယ်၊ယုံကြည်သူတွေမှာရှိတယ်ဆိုရင်ကျွန်တော်တို့ပြုပြင်ကြရအောင်ကျွန်တော်လေးချက်ပြောထားတဲ့နည်းတူပဲလူအကြောင်းနဲ့ဖះเจ้าမတွားပါနဲ့ငွေရှိချင်းမရှိချင်းအလူငွေထည့်နိုင်ချင်းမထည့်နိုင်ချင်းနဲ့ ဲ့မဟုတ်ပါဘူးပြီးရင်စကားများခြင်းမများခြင်းရံဖြစ်ခြင်းမဖြစ်ခြင်းနဲ့ဘုရားကြောင့်မတော်ခြင်းဟာတိတ်မဆိုင်ပါဘူးအမှုတော်မှာပါဝင်ခြင်းမပါဝင်ခြင်းဟာအရေးမကြီးဘူးအဓိကအဲ့ဒီအရာတွေကဘာမှမဟုတ်ပါဘူးအဲ့ဒီအရာတွေကနံပါတ်5လောက်မှာဖြစ်တယ်တကယ့်ကိုအရေးကြီးတာကဘုရားသခင်လိုချင်တာကစိတ်နှလုံးသားအကျွေးမင်းနဲ့ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့ရှာတော်သူနှလုံးနံဝိနှလုံးတစ္ဆန်နဲ့ကိုးကွယ်တဲ့သူကိုရှာတာဖြစ်တယ်ဆိုပြီးမှနှုတ်ဘတ်တော်တူလေးနဲ့ ဝေမျှခွန်အားပေးခြင်းပါတဲ့အယောက်စတန်ကိုနှုတ်ပတ်တော်အားဖြင့်လွတ်မြောက်ခြင်းပေးပါစေအားလုံးပဲမင်္ဂလာပါယုံကြည်သူတမမိတ်ဆွေများအားလုံးအတွက်တိတ်ကိုအရေးကြီးတဲ့နှုတ်ပတ်တော်တိုလေးနဲ့ဝေမျှခွန်အားပေးခြင်းပါတဲ့ယေရှုခရစ်တော်ရှမာရိအမျိုးသမီးကိုမိမ့်မာခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်ဒါကတော့ ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာနံဝိညာဉ်၎င်းတစ္ဆာနဲ့၎င်းဘုရားသခင်ကိုကိုးကွယ်ရမယ်ဆိုပြီးမှရှင်ယောဟန်ခရစ်ဝင်ခန်းကြီးလေးမှာတွေ့ရသလိုဟေဖြစ်အခန်းကြီး7အခန်းငယ်6မှာယုံကြည်ခြင်းမရှိရင်ဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးတဲ့။ဒါကြောင့်ဒီကနေ့ဘုရားသခင်ကိုတွေ့ဖို့အတွက်ယုံကြည်ခြင်းနဲ့ရှာဖွေရမယ်။ယုံကြည်ခြင်းနဲ့ကိုးကွယ်ရမယ်။ယုံကြည်ခြင်းနဲ့ချီးမွမ်းရမှာဖြစ်သလို့ ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာချီးမွမ်းတဲ့အခါမှာနှံဝိညာဉ်၎င်းတစ္ဆာနဲ့၎င်းချီးမွမ်းကိုးကွယ်ဖို့ဘုရားသခင်ကပြောနေတာဖြစ်တယ်။မေခွန်းကဘာကြောင့်ဒီကနေ့ကျွန်တော်တို့အသင်းတော်တွေမှာစင်နလုံးသားအကျွေးမင်းနဲ့မတိုးဝင်နိုင်တာလဲစင်နလုံးသားအကျွေးမင်းနဲ့ဘာကြောင့်မချီးမွမ်းနိုင်တာလဲဘာကြောင့်မရှာဖွေနိုင်တာလဲဘာကြောင့်မကိုးကွယ်နိုင်တာလဲဆိုတာမေခွန်းဖြစ်ပါတယ်။အသင်းတော်တော်များများမှာ ဖခင်ရဲ့နှုတ်ကပတ်တော်မရှိတော့ဘူးယေရှုခရစ်တော်မရှိတော့ဘူးဝိညာဉ်တော်လှုပ်ရှားမှုမရှိတော့ဘဲနဲ့လောဘဒေါသမောဟနဲ့ဒီကနေ့ချုံနှောင်မှုတွေခြိနှောင်မှုတွေနဲ့ပဲပြည့်နေတာဘာကြောင့်လဲဒီကနေ့မေကွန်ထုတ်เสียဖြစ်ပါတယ်ပြီးရင်အ အသက်တာအတီးတီးကိုလည်းစမ်းစစ်စရာလေးတွေဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့နံပါတ်၁ကတော့စာတန်ကတော့ဟောက်တော့ချင်တိကေတို့ဒီကနေ့ကျွန်တော်တို့ကိုဝါမျိုးဖို့အတွက်ဖြက်စီးဖို့အတွက်အတင်းတို့တွေကိုနောက်ရှက်ဖို့အတွက်စောင့်နေတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်အသက်တာတွေမှာတမာတတိနဲ့အသက်ရှင်ဖို့လိုသလိုအတင်းတို့တွေမှာဒီကနေ့ဖះကို ကိုးကွယ်တဲ့အခါမှာဖះစီမှာ တိုးဝင်ချင်းကတဲ့ခါမှာဖះစီမှာမရောက်နိုင်အောင်မချီးမောနိုင်အောင်မကိုကွယ်မကိုးစားနိုင်အောင်နောက်ဆက်ပြီးမှတားဆီးနေတဲ့အကြောင်းအရာလေးတွေအများကြီးရှိပါတယ်။ဒါကြောင့်မို့ဒီကနေ့အချက်၄ချက်လေးနဲ့ကျွန်တော်ဝေမျှခွန်အပ်ပေးခြင်းပါတယ်။နံပါတ်၁အချက်ကတော့ ဘုရားကျောင်းသွားတဲ့အခါမှာဘုရားကိုကိုးကွယ်တဲ့အခါမှာလူအကြောင်းတွေပဲစဉ်းစားပြီးမှဘုရားကျောင်းသွားတယ်။ဥမာဘုရားကျောင်းသွားတဲ့ဘုရားကိုကိုးကွယ်ဖို့သွားတာမဟုတ်ပဲနဲ့ဒီကနေ့လူအကြောင်းစဉ်းစားတယ်ဘလို့စဉ်းစားလဲဆိုဟာဒီဘက်ကတော့ဘေးဆရာတရားဟောမလဲ။ဟာဒီဆရာကတော့အကျင့်မကောင်းဘူး။ဒီတင်းလူကြီးကတော့စကားကျန်တယ်။ဒီတင်းထောက်ကတော့မကောင်းဘူးဆိုပြီးမှဘုရားကျောင်းသွားတဲ့အခါမှာလူရည် အကြောင်းကိုစဉ်းစားပြီးမှလူရီရဲ့အမြင်နဲ့ဒီကနေ့တွားတဲ့အခါမှာဖျားသခင်ရဲ့စိတ်တော်နဲ့တွေ့မှာမဟုတ်ဘူးဖျားစီမှာတိုးဝင်ချင်းကနိုင်မှာမဟုတ်ဘူးဆိုပြီးမှနံပါတ်အတိနံပါတ်၁အချက်နေနဲ့ပြောချင်တယ်ဒါကြောင့်ဒီကနေ့ဖျားကြောင်းတွားတဲ့အခါမှာလူရီရဲ့အကြောင်းလူရီရဲ့အမြင်နဲ့တွားဖို့မဟုတ်ပေနဲ့တကယ်ဖျားသခင်ကိုတကယ်ကိုကိုးကွယ်ဖို့နှလုံးသားထဲနဲ့ချီးမွမ်းဖို့ဖျားသခင်ကိုနံပါတ်၁ထားမှာတွားချဖို့ဖြစ်ပါတယ်နံပါတ်၂ကတော့ငွေနဲ့ပတ်သက်ပြီးမှ ဘုရားကျောင်းမသွားနိုင်တဲ့သူတွေအများကြီးရှိပါတယ်။ဘာကြောင့်လဲအဆင်မပြေတဲ့အခါမှာအလူငွေမထည့်နိုင်ဘူး။အလူငွေမထည့်နိုင်တဲ့အခါမှာဒီကနေ့အာရှက်ပြီးမှမသွားတဲ့သူအများကြီးရှိပါတယ်။ကျွန်တော်အနေနဲ့ပြောချင်တယ်အလူငွေထည့်ခြင်းအလူငွေမထည့်ခြင်းဟာအရေးမကြီးပါဘူး။အဓိကကတော့နှလုံးသားထက်ကနဲ့ဘုရားကိုကိုယ်ွယ်ဖို့ဘုရားသခင်ကိုရှာပွေဖို့ဖြစ်ပါတယ်။ဘုရားသခင်လိုချင်တာဟာရွှေငွေယတနာတွေမဟုတ်ပါဘူး။ဒီကနေ့ဘုရားသခင်လိုချင်တာဟာစစ်မှန်သောကိုယ်ွယ်သူဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့အလူငွေထည့်ခြင်းမ ထည့်ခြင်းဟာနံပါတ်1မှာပဲဖြစ်တယ်ဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ဘုရားကိုကိုးကွယ်တဲ့အခါမှာငွေရေးကြေးနဲ့ပတ်သက်ပြီးမှဒီကနေ့ပြောဆိုတဲ့အရာတွေအတင်းတော်မှာတော်တော်များလာတဲ့အခါမှာငွေအစင်မပြေတော့မတော်ကြတဲ့သူအများကြီးရှိတာဖြစ်လို့ကျွန်တော်အနေနဲ့ဒီအရာကိုပြောပြချင်းဖြစ်တယ်ပြောချင်တာကဒီကနေ့ဖျောင်းကိုကိုွယ်ဖို့ကနံပါတ်1ဖြစ်တယ်နံပါတ်2ကတော့တကယ်ကိုယ်တိုင်ကျွန်တော်အထင်းမှာရှိတဲ့အရာလေးနဲ့ပါဝင်ဖို့လဲလို့တို့ဒီကနေ့ကျွန်တော် အထင်မှမရှိဘူးဆိုရင်လေဖះเจ้าမတော်ပေးနဲ့မနေပါနဲ့။ဘာကြောင့်လဲဆိုတော့ဒီကနေ့ငွေများချင်းငွေနေချင်းအလူထည့်ချင်းမထည့်ချင်းအတိတ်အေးမကြည့်ဘူး။ဘာကြောင့်လဲဆိုယေရှုခရစ်တော်မုဆုမရဲ့ဒင်းကပြားလေးကိုအတိမတ်ပြုတ်ခဲ့တဲ့အရာ လူတိုင်းသိပါတယ်။ဟိုတထေးတကြွေဒီကနေ့ပတ်စံချမ်းသာတဲ့သူတွေဟာဖះเจ้าဗိမ္မာန်တော်ထဲမှာငွေကို အိတ်လိုက်လာတွန်းလောင်းတာ ကိုပြောထားတာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ကဒါကိုအတိမတ်မပြုဘဲနဲ့မုဆုမရဲ့ဒင်္ဂါပြားလေးကိုအတိမတ်ပြုတာဖြစ်တယ်။ပြောချင်တာကစိတ်နှလုံးသားတဲ့နဲ့ပါလက်နဲ့ဘုရားခင်အတွက်ပါဝင်ကြဖို့အတွက်လိုသလိုပတ်စံအားဖြင့်ဘုရားကိုကိုးကွယ်ဖို့မဖြစ်စေပါနဲ့။အလူငွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘုရားကိုနံပါတ်၁ထားပြီးမှကိုးကွယ်ကြဖို့ကျွန်တော်အနေနဲ့ဒုတိယအချက်အနေနဲ့တိုက်တွန်းခွန်အပေးခြင်းနဲ့နံပါတ်၃ချက်အနေနဲ့ကတော့ဒီကနေ့ အချင်းချင်းစကားများတယ်တဘောကဟိုတယောက်နဲ့မတည့်တော့ဘူးဒီတယောက်နဲ့မတည့်တော့ဘူးဆိုရင် home ဆက်မသွားတော့ဘူးဖျားเจ้าမသွားတော့ဘူးအာစိတ်တက်ကြသွားကြပါတယ်ပြောချင်တာကဒီကနေ့စကားများချင်းစကားမများချင်းဟာတိတ်အေးမကြီးပါဘူးအတိတ်ကတော့ကျွန်တော်တို့ယုံကြည်သူတွေဟာ ဖီးယားကိုကိုးကွယ်ဖို့နံပါတ်1ဖြစ်တယ်ဖီးယားစီမှာရောက်ဖို့နံပါတ်1ဖြစ်တယ်ဖီးယားကလိုချင်တာလေဒီကနေ့ကျွန်တော်နှလုံးသားထေးကနဲ့ကိုးကွယ်ဖို့ကိုပဲလိုချင်တာဖြစ်တယ်ဒါကြောင့်ဒီကနေ့တင်တယောက်ယောက်နဲ့အစင်မပြေနဲ့ဒီကနေ့အိမ်မှာမနေပါနဲ့ဖီးယားကြောင့်အရောက်သွားပါဖီးယားကြောင့်ရောက်တဲ့ဖီးယားတခင်ကလူမြောက်ချင်းအခွင့်ကိုပေးမှာအတိတ်တော့ခွန်အားနဲ့အတိတ်တော့ယူပါယုံနဲ့အတိတ်တော့ဖွင့်ပြခြင်းနဲ့ဒီကနေ့ဘုန်းတော်ထင်ရှားဖို့အသုံးပြုမှာဖြစ်တယ်ဆိုပြီးမှနံပါတ်3အချက်အနေနဲ့အားပေးခြင်းနဲ့နံပါတ်4အချက်ကတော့ အမှုတော်နဲ့ပတ်သက်ပြီးမှတချို့ကြတော့နေရာရာထူးတွေအရန်လိုချင်တယ်မရတဲ့အခါမှာဘုရားကြောင့်မတော်ချင်တော့ဘူး နောက်တချို့ကျတော့နေရာရာထူးကျတော့မလို့ချင်မှုဒါမဲ့အတင်းစွပြီးတော့အာနေရာရာထူးမရအောင်ဒီကနေ့ဖះเจ้าမတော်ကြဘူးအမျိုးမျိုးရှိပါတယ်ဒါပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်နေရာရသည်ဖြစ်စေနေရာမရသည်ဖြစ်စေအမှုတော်မှာပါဝင်ချင်သည်ဖြစ်စေပမပါဝင်ချင်သည်ဖြစ်စေအတိကဒီအမှုတော်ဟာနံပါတ်1မဟုတ်ပါဘူးနံပါတ်1ကဖះရောဖြစ်ပါတယ်ဖះကိုကိုးကွယ်မယ်ဖះကိုချီးမောမယ်ဆိုရင်ဒီကနေ့ကျွန်တော်အတ္တတာထဲမှာဖះသခင်ကအလုံးလုံးသွားမှာဖြစ်တယ်ကျွန်တော်အတင်းတော်တွေမှာဘာတွေက တားဆီးနေတယ်လေဆိုရင်အိုးလူဖះကြောင်းသွားတဲ့ခါမှာလူအကြောင်းတွေပဲစဉ်းစားတယ်လူအတင်းတွေပဲပြောတယ်လူရီကူပဲကြည့်ပြီးမှသွားတဲ့ခါမှာဖះစီမှာမရောက်ဘူးဖះစီမှာမရောက်တဲ့ခါမှာမလွတ်မြောက်ဘူးအဲ့လိုပဲအလူငွေထည့်ခြင်းမထည့်ခြင်းအလူငွေကောက်ခြင်းမကောက်ခြင်းနဲ့ပဲသွားတဲ့အခါမှာပတ်စံရှိခြင်းမရှိခြင်းနဲ့ပဲသွားတဲ့အခါမှာဒီကနေ့လွတ်မြောက်ခြင်းမရှိဘူးဖះစီမှာမရောက်တဲ့ခါမှာကြွေဝခြင်းမရှိလာဘူးဒါကြောင့်ဒီကနေ့ကျွန်တော်အသက်တာထဲမှာဖះကြောင်းသွားတဲ့ခါမှာအလူငွေကနံပါတ်1မဟုတ်ဘူးတကယ်လို့မှတင်ဆင်းရင် ဘုရားကြောင့်မြန်မြန်သွားပါမြန်မြန်သွားပါကြောင့်လဲအမြင့်ဆုံးသောဘုရားဘုန်းကြီးရှင်နဲ့ပြည့်စုံတဲ့ဘုရားသခင်ဖြစ်တဲ့တင်စင်းရဲ့နေမှတွေ့တွေ့ပြီးတွေ့ပြီးဆိုရင်တင့်ကိုကြွေးဝါခြင်းအခွင့်ကိုပေးမှဖြစ်တယ်နောက်ပြီးမှဘုရားစီမံမရောက်အောင်တားဆီးနေတဲ့အရာကလူရည်ရဲ့အမြင်လူရည်ရဲ့အထင်နောက်ပြီးမှ ဒီကနေ့အချင်းချင်းစကားများတဲ့အရာတွေအမှုတော်မှာလှုပ်ဆောင်ခြင်းမလှုပ်ဆောင်ခြင်းရာထူးရခြင်းမရခြင်းအရာတွေနဲ့ဖီးယားတခင်ကိုကိုယ်ွယ်တဲ့အရာတွေကိုပိတ်ပင်သားစီတယ်ပြောချင်တာကမျက်မှောက်တော်ဖီးယားနဲ့အတူရှိခြင်းဖီးယားနဲ့တွာလာခြင်းကိုပိတ်ပင်နေတဲ့အရာတွေဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်အသက်တာထင်းမှာဆန်းစစ်ဖို့တကဖီးယားတခင်ကပြောထားတယ်ဒီကနေ့ရှမာရီအမျိုးသမီးကိုယေရှုခရစ်တော်ကမိန့်မထားတဲ့အရာကကိုးကွယ်တော်သူမှလည်းနံဝိယင်၎င်း စ္ဆန်နဲ့လည်းကောင်းကိုးကွယ်ရမယ်တဲ့။တင်းအမှုတို့မှာပါဖို့ဝင်ပြီးမှကိုးကွယ်ပါ။ပတ်ဆံနဲ့ကိုးကွယ်ပါလို့မပြောထားပါဘူး။ဒါကြောင့်ဒီကနေ့အတင်းအစင်ပြေတီဖြစ်စေအစင်မပြေတီဖြစ်စေလူတွေနဲ့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေအမှုတော်မှာပါဝင်တည်ဖြစ်စေမပါဝင်တည်ဖြစ်ပါစေဒီကနေ့လူအတင်းတွေနဲ့တွားဖို့မဟုတ်ပင်ね ယုံကြည်ခြင်းနဲ့ဘုရားသခင်ကိုရှာဖို့လိုတယ်လို့အသွင်းနှလုံးသားတိတ်ကနဲ့နံဝိနဲ့တစ္ဆန်နဲ့ကဘုရားသခင်ကိုကိုးကွယ်မယ်ဆိုရင်ဒီကနေ့ကျွန်တော်အသင်းတော်ဟာလွတ်မြောက်မှာဖြစ်တယ်အသင်းတော်မှာဘုရားရဲ့ဘုန်းတော်ထင်ရှားလာမှာဖြစ်တယ်အဲ့လိုပဲအသင်းတော်မှာလွတ်မြောက်မယ်ဆိုရင်မိသားစုတူချင်းစီတိုင်းမှာလွတ်မြောက်မယ်တမိသားစုတိုင်းမိသားစုတိုင်းမှာလွတ်မြောက်မယ်ကြွယ်ဝမယ်ချမ်းသာမယ်ဒီကနေ့ဘုရားရဲ့ ဖျားတိတ်ယူပါယုံနေနဲ့ဖျားသခင်လမ်းပြမှုအောင်မှာဒီကနေ့ကျွန်တော်တို့အသက်ရှင်သွားလာနိုင်မှာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အတင်းတို့တော်တော်များများမှာဒီကနေ့ဖျားကိုကိုယ်ကိုယ်တဲ့အရာတားဆီးနေတဲ့အရာတွေအများကြီးရှိတာကခုနပြောလို့ကျွန်တော်ပြောတဲ့လေးချက်ဟာအချင်းချုပ်လေးဖြစ်ပါတယ်အများကြီးရှိပါတယ်ဂျန်တဲ့ကန်တာတွေလည်းအများကြီးရှိပါတယ်တေးချတော့တခုတော့ဒီကနေ့ ဖះခင်ကိုကိုးကွယ်တဲ့ခါမှာဖះเจ้าမှာပါဝင်တဲ့ခါမှာဖះเจ้าမှာတွားတဲ့ခါမှာဖះကိုပဲနံပါတ်1ထားပြီးမှကျွန်တော်တို့တွားကြရအောင်ကိုးကွယ်ကြရအောင်ချီးမွမ်းကြရအောင်အဲ့လိုမျိုးချီးမွမ်းမယ်ဆိုရင်လူမြောက်ချင်းချင်းတက်ချင်းပေးမှဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသက်တာမှာတိုက်ဆိုင်တဲ့ကျွန်တော်ပြောတဲ့အချက်တွေဟာအတင်းတော်မှာရှိတယ်၊မိသားစုတွေမှာရှိတယ်၊ယုံကြည်သူတွေမှာရှိတယ်ဆိုရင်ကျွန်တော်တို့ပြုပြင်ကြရအောင်ကျွန်တော်လေးချက်ပြောထားတဲ့နည်းတူပဲလူအကြောင်းနဲ့ဖះเจ้าမတွားပါနဲ့ငွေရှိချင်းမရှိချင်းအလူငွေထည့်နိုင်ချင်းမထည့်နိုင်ချင်းနဲ့ ဲ့မဟုတ်ပါဘူးပြီးရင်စကားများခြင်းမများခြင်းရံဖြစ်ခြင်းမဖြစ်ခြင်းနဲ့ဘုရားကြောင့်မတွားခြင်းဟာတိတ်မဆိုင်ပါဘူးအမှုတော်မှာပါဝင်ခြင်းမပါဝင်ခြင်းဟာအရေးမကြီးဘူးအဓိကအဲ့ဒီအရာတွေကဘာမှမဟုတ်ပါဘူးအဲ့ဒီအရာတွေကနံပါတ်5လောက်မှဖြစ်တယ်တကယ့်ကိုအရေးကြီးတာကဘုရားသခင်လိုချင်တာကစိတ်နှလုံးသားအကျွေးမင်းနဲ့ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့ရှာတော်သူနှလုံးနံဝိနှလုံးတစ္ဆန်နဲ့ကိုးကွယ်တဲ့သူကိုရှာတာဖြစ်တယ်ဆိုပြီးမှနှုတ်ကပတ်တော်တူလေးနဲ့ ဝေမြတ်ခွန်အားပေးခြင်းပါတဲ့အယောက်စတန်ကိုနှုတ်ပတ်တော်အားဖြင့်လွတ်မြောက်ခြင်းပေးပါစေအားလုံးပဲမင်္ဂလာပါယုံကြည်သူတမမိတ်ဆွေများအားလုံးအတွက်တိတ်ကိုအရေးကြီးတဲ့နှုတ်ပတ်တော်တူလေးနဲ့ဝေမြတ်ခွန်အားပေးခြင်းပါတဲ့ယေရှုခရစ်တော်ရှမာရိအမျိုးသမီးကိုမိမ့်မာခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်ဒါကတော့ ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာနံဝိညာဉ်၎င်းတစ္ဆာနဲ့၎င်းဘုရားသခင်ကိုကိုးကွယ်ရမယ်ဆိုပြီးမှရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၄မှာတွေ့ရသလိုဟေဖြစ်အခန်းကြီး၁၁အခန်းငယ်၆မှာယုံကြည်ခြင်းမရှိရင်ဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးတဲ့။ဒါကြောင့်ဒီကနေ့ဘုရားသခင်ကိုတွေ့ဖို့အတွက်ယုံကြည်ခြင်းနဲ့ရှာဖွေရမယ်။ယုံကြည်ခြင်းနဲ့ကိုးကွယ်ရမယ်။ယုံကြည်ခြင်းနဲ့ချီးမွမ်းရမှာဖြစ်သလို့ ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာချီးမွမ်းတဲ့အခါမှာနှံဝိညာဉ်၎င်းတစ္ဆာနဲ့၎င်းချီးမွမ်းကိုးကွယ်ဖို့ဘုရားသခင်ကပြောနေတာဖြစ်တယ်။မေခွန်းကဘာကြောင့်ဒီကနေ့ကျွန်တော်တို့အသင်းတော်တွေမှာစင်နှလုံးသားအကျွေးမင်းနဲ့မတိုးဝင်နိုင်တာလဲစင်နှလုံးသားအကျွေးမင်းနဲ့ဘာကြောင့်မချီးမွမ်းနိုင်တာလဲဘာကြောင့်မရှာဖွေနိုင်တာလဲဘာကြောင့်မကိုးကွယ်နိုင်တာလဲဆိုတာမေခွန်းဖြစ်ပါတယ်အသင်းတော်တော်များများမှာ ဖခင်ရဲ့နှုတ်ကပတ်တော်မရှိတော့ဘူးယေရှုခရစ်တော်မရှိတော့ဘူးဝိညာဉ်တော်လှုပ်ရှားမှုမရှိတော့ဘဲနဲ့လောဘဒေါသမောဟနဲ့ဒီကနေ့ချုံနှောင်မှုတွေချီနှောင်မှုတွေနဲ့ပဲပြည့်နေတာဘာကြောင့်လဲဒီကနေ့မေကွန်ထုတ်เสียဖြစ်ပါတယ်ပြီးရင်အ အသက်တာအတီးတီးကိုလည်းစမ်းစစ်စရာလေးတွေဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့နံပါတ်၁ကတော့စာတန်ကတော့ဟောက်တော့ချင်တိကေတို့ဒီကနေ့ကျွန်တော်တို့ကိုဝါမျိုးဖို့အတွက်ဖြတ်စည်းဖို့အတွက်အတင်းတို့တွေကိုနောက်ရှက်ဖို့အတွက်စောင့်နေတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်အသက်တာတွေမှာတမာတတိနဲ့အသက်ရှင်ဖို့လိုသလိုအတင်းတို့တွေမှာဒီကနေ့ဘုရားကို ကိုးကွယ်တဲ့အခါမှာဘုရားစီမှာ ိုးဝင်ချင်းကတဲ့ခါမှာဖះစီမှာမရောက်နိုင်အောင်မချီးမောနိုင်အောင် မကိုးကွယ်မကိုးစားနိုင်အောင်နောက်ဆက်ပြီးမှတားဆီးနေတဲ့အကြောင်းအရာလေးတွေအများကြီးရှိပါတယ်။ဒါကြောင့်မို့ဒီကနေ့အချက်၄ချက်လေးနဲ့ကျွန်တော်ဝေမျှခွန်အပ်ပေးခြင်းပါတယ်။နံပါတ်၁အချက်ကတော့ ဘုရားကျောင်းသွားတဲ့အခါမှာဘုရားကိုကိုးကွယ်တဲ့အခါမှာလူအကြောင်းတွေပဲစဉ်းစားပြီးမှဘုရားကျောင်းသွားတယ်။ဥမာဘုရားကျောင်းသွားတဲ့ဘုရားကိုကိုးကွယ်ဖို့သွားတာမဟုတ်ပင်နဲ့ဒီကနေ့လူအကြောင်းစဉ်းစားတယ်ဘလို့စဉ်းစားလဲဆိုဟာဒီဘက်ကတော့ဘေးဆရာတရားဟောမလဲ။ဟာဒီဆရာကတော့အချင်းမကောင်းဘူး။ဒီတင်းလူကြီးကတော့စကားကျန်တယ်။ဒီတင်းထောက်ကတော့မကောင်းဘူးဆိုပြီးမှဘုရားကျောင်းသွားတဲ့အခါမှာလူရည် အကြောင်းကိုစဉ်းစားပြီးမှလူရီရဲ့အမြင်နဲ့ဒီကနေ့တွားတဲ့အခါမှာဖျားသခင်ရဲ့စိတ်တော်နဲ့တွေ့မှာမဟုတ်ဘူးဖျားစီမှာတိုးဝင်ချင်းကနိုင်မှာမဟုတ်ဘူးဆိုပြီးမှနံပါတ်အတိနံပါတ်၁အချက်နဲ့ပြောချင်တယ်ဒါကြောင့်ဒီကနေ့ဖျားကြောင်းတွားတဲ့အခါမှာလူရီရဲ့အကြောင်းလူရီရဲ့အမြင်နဲ့တွားဖို့မဟုတ်ပေနဲ့တကယ်ဖျားသခင်ကိုတကယ်ကိုကိုးကွယ်ဖို့နှလုံးသားထဲနဲ့ချီးမွမ်းဖို့ဖျားသခင်ကိုနံပါတ်၁ထားမှာတွားချဖို့ဖြစ်ပါတယ်နံပါတ်၂ကတော့ ငွေနဲ့ပတ်သက်ပြီးမှဘုရားကျောင်းမသွားနိုင်တဲ့သူတွေအများကြီးရှိပါတယ်။ဘာကြောင့်လဲအစင်မပြေတဲ့အခါမှာအလူငွေမထည့်နိုင်ဘူး။အလူငွေမထည့်နိုင်တဲ့အခါမှာဒီကနေ့အာရှက်ပြီးမှမသွားတဲ့သူအများကြီးရှိပါတယ်။ကျွန်တော်အနေနဲ့ပြောချင်တယ်အလူငွေထည့်ခြင်းအလူငွေမထည့်ခြင်းဟာအရေးမကြီးပါဘူး။အဓိကကတော့နှလုံးသားထက်ကနဲ့ဘုရားကိုကိုးကွယ်ဖို့ဘုရားသခင်ကိုရှာဖွေဖို့ဖြစ်ပါတယ်။ဘုရားသခင်လိုချင်တာဟာရွှေငွေရတနာတွေမဟုတ်ပါဘူး။ဒီကနေ့